စမယ်လက်ပံပင်ဆိုတာမြန်မာနိုင်ငံရဲ့ဒေတာတော်တော်များများမှတွေ့ရပြီးတလမခန့်အရှိရှိတယ်ရိုးတံလေးတစ်ခုပေါ်မှာရွက်မွားလေး၄၅ခုလောက်သာရှိနေတတ်တဲ့မြည်တော်အပွင့်ကြီးတွေပွင့်တယ်အပင်တပင်ဖြစ်ကရုတ်ခပေးတာအမိအရာ Bombus Melvarican ဆိုပြီးခေါ်ဆိုပါတယ်လက်ပံဆိုပြီးမြန်မာနာမည်ကိုတော့ဟိုအစောပိုင်းခေတ်တွေမှာမခေါ်ခဲ့ကြပြီဒီအပင်ဟာဘယ်လိုမဲ့ကိုရမှန်မှန်အချိန်တော်တော်ကြာမတိခဲ့ကြတဲ့အပင်တပင်ဖြစ်ခဲ့ကလက်ပံဆိုပြီး ဘယ်ကနေဘလို့စခေါ်ခဲ့ကြတယ်လဲဆိုတော့16ရာစုနောက်ပိုင်း AD 1500ကာလကပေါ့လက်တော်တီဟာသူရဆိုတဲ့အမည်ရှိသူထောင်ထောင်မောင်မောင်အရမောင်ရှိသည့်အပြင်လွန်စွာဥပဒေရုပ်တီကြီးခန့်ညာကပညာရှိ ဖြောင့်မတ်တဲ့ပုဂ္ဂိုလ်တူရှိလေသည်ထို့သူမှာအမတ်ကြီးတူရဲ့တမိဖြစ်သူပန်ဒတ်တရမတ်တင်ကြီးဆိုသည့်မင်းမငယ်လေးနဲ့ချစ်ခင်ဆုံးမတော်မူခဲ့သည်တို့ပေမဲ့ထိုမင်းကလေးငယ်လေးမှာ အမတ်ကြီးတို့သဘောတူထားသည့်လူငယ်လေးရှိနေသည်ဖြင့်အချစ်ရေးဟာမဖြောင့်ဖြူးခဲ့ပဲတမီးကြီးစားတွေရဲ့ထုံးစံအတိုင်းချစ်ပင်လေပင်ခီးဟာကြံတန်းခက်ခဲခဲ့ပါတယ်။ဒီလိုနဲ့တိုင်းပြည်ရေးရာမတီးငိမ်းစစ်မှတ်တွေဖြစ်ပွားလာတဲ့ကာလမှာတော့အရာရာဟာပိုပြီးခက်ခဲလာကတတ်တော်တီဟာသူရဟာတိုင်းပြည်ရေးကတစ်ဖက်ချစ်ရတဲ့မင်းကလေးကတစ်ဖက်ဖြင့်လွန်ဆွဲနေရင်ပန်တတရမတ်တင်ကြီးဟာလည်းမိသားစုနဲ့ဖခင်အမတ်ကြီးတို့ထက်လက်တော်တီဟာသူရကိုရွေးချယ်ခဲ့ပြီးခူးရလိုက်ခဲ့တယ်ဆိုပါတော့ ဒါကိုပန်တတယမတ်တင်ကြီးရဲ့ဖခင်မဲတော်ကြီးမနဲ့မိုးလင်းသူ့သမီးချင်းတော်အားလှမ်းကြည့်လိုက်သည့်အခါသူ့သမီးမရှိတော့သဖြင့်ရောဒအရန်ထွက်ကအိမ်တော်ဆောင်တွေကိုစီလုခဲ့ပြီးလက်တော်တီဟာသူရနဲ့သမီးဖြစ်သူကိုပါအပြည့်ရှင်းဖို့အမိတ်ပေးလေတော်သည်အိမ်တော်ဆောင်တရနှစ်ကျိတ်သောလူစုဟာလက်တော်တီဟာသူရနောက်ကိုတိုက်ခဲ့ကြတယ်ဆိုပါတော့ဒီလိုနဲ့နှစ်ဖက်ထိတ်တိုက်ကြုံတွေ့လာခဲ့ကြတဲ့အချိန်မှာထိုတရနှစ်ကျိတ်အင်အားလူစုဟာလက်တော်တီဟာသူရအတွက်တော့ဘာမှမပြောပါတော့တဲ့အင်အားဖြစ်နေပေမဲ့လေ ခြေရသူပန်တတရမတ်တင်ကြီးပါနေတဲ့အတွက်ခြေသူကိုငှက်ညာနေရသောကြောင့်အဆင်မပြေဖြစ်ခဲ့ကအရာနှစ်ကျိတ်သောအင်အားရှိတဲ့လူတွေနဲ့ထိတွေ့တိုက်ခိုက်ရင်းတော်တော်ကိုဗေးချက်နှကြအချိန်မှာပဲလူအုပ်စုတွေကပြစ်လိုက်တဲ့များတစ်စင်းဟာလက်တော်ခြေရဲ့ပန်တတကိုထိမှန်သွားတဲ့ဒီလိုနဲ့ခြေရသူအတွက်တော့ကမကင်းဖြစ်သွားရတဲ့အခိုက်အတန့်မှာပဲတတိလက်လွတ်သွားတဲ့လက်တော်ဟာရန်သူရဲ့လှမ်းချက်ကြောင့်ရပတ်ရင်အောင်ကိုထုတ်ပေါက်သွားကလက်တော်တယောက်တတ်တော်မှာပျောက်ခင်မှာတပေါင်းကျော်ဓာကွက်ကိုထုတ်သုံးကာ မိတို့မိဘုံလောက်လိုက်သည်မသိဟိုအဆောင်တရားနှစ်ကျိတ်သောလူအုပ်ဟာလည်းအသက်ရှင်ရမရှိပဲအကုန်လုံးဟာအတုံယုံဖြစ်သွားရလေတော်သည်နောက်ဆုံးတော့လက်တော်ဟာခြေရတဲ့ပန်တသလေးကိုပွေ့ချပြီးပန်တသကြိုက်တဲ့အနီရောက်အစင်းရှိတဲ့အပင်ကြီးကိုခေါ်သွားကခြေရတဲ့သူကိုပွေ့ဖက်ရင်းဘဝရဲ့နောက်ဆုံးအချိန်ကိုကုံဆုံးသွားတယ်ဆိုတာပါပဲအဲ့ဒါနဲ့လူတွေဟာသူ့အကြောင်းကိုကြားကြတော့လက်တော်တီဟာသူရရဲ့ကျေးဇူးကြောင့်အေးချမ်းစွာနေထိုင်ခွင့်ရခဲ့တဲ့လူတစုဟာသူ့အပင်အောက်မှာပဲ လက်တော်တီဟာသူရနဲ့သူ့ချစ်ရတဲ့မင်းကလေးပန်တတယမတ်တင်ကြီးတို့ရဲ့ရုပ်အလောင်းကိုမြုပ်နှံပေးခဲ့ကြပြီးဘုရအနီရောင်ပွင့်တဲ့အပင်ကြီးကိုလည်းချစ်ရသူနှစ်ယောက်ရဲ့နာမည်နဲ့တွဲခေါ်ခဲ့ကြပါတယ်။နောက်တော့ရှေလျားလွန်လာတဲ့နာမည်ကိုအတူကောက်ဖြစ်လက်နဲ့ပန်တို့ရဲ့အပင်ဆိုပြီးခေါ်ဆိုရာကနေခေကလာကြလာဒီနေ့အမြလက်နဲ့ပန်ဆိုပြီးအတူကောက်ခေါ်ဆိုရာကအခုချိန်မှာတော့လက်ပန်ပင်ဆိုပြီးဖြစ်လာတာပေါ့ကွယ်။ဤစာမူအားအမိမတိရှေးစာဆို သခင်ကြီးတို့မှရှာဖွေပြုစုရေးသားထားခြင်းဖြစ်ပါသည်အားလုံးဘုဟုတုဒကျေဝါးကြစီတော်